ရုရှားနဲ့စီးပွားရေးအရထိတွေ့ဆက်ဆံနေတဲ့နိုင်ငံတွေအပေါ်ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေချမှတ်သွားဖို့အမေရိကန်လွှတ်တော်ကဥပဒေမူကြမ်းရေးဆွဲနေပြီးအဲ့ဒီဥပဒေကိုသူထောက်ခံကြောင်းသမ္မတဒေါ်နယ်ထရမ့်ကနိုဝင်ဘာလ16ရက်နေ့မှာပြောပါတယ် Well I hear they're doing that and that's okay with me they're passing legislation or putting the republicans are putting in legislation that uh, very tough it's sanctioning etc etc on any country doing business with Russia. They may add uh, Iran to that, as you know. I suggested it. ရုရှားနဲ့စီးပွားရေးလုပ်နေတဲ့ဗန်နန်ဂန်ကိုမဆိုပြင်းထန်တဲ့တံခါအရေးယူမှုတွေလုပ်ဖို့လွတ်တော်ထဲမှာ Republican အမတ်တွေကမူကြမ်းရေးနေကြောင်းအဲ့ဒီထက်မှာ Iran ကိုပါထက်ပေးဖို့သူအကြံပေးခဲ့ကြောင်းဒါကြောင့်ရုရှားနဲ့စီးပွားရေးရထိတွေ့ဆက်ဆံတဲ့နိုင်ငံတိုင်းပြင်းထန်တဲ့တံခါအရေးယူခြင်းခံရမယ်လို့ Florida ကနေ Washington DC ကိုအပြန်လေယာဉ်ပေါ်တက်ခံပြီး တရင်တော့တူရဲ့အမေကိုတမရထရန့်ကပြန်ဖြေခဲ့တာပါအရင်ကလည်းယူကရိန်းကိုကျူးကျော်တိုက်တဲ့အတွက်ရုရှားအပေါ်အမေရိကန်ကတန်ခတ်အရေးယူမှုတွေအကြိမ်ကြိမ်ချမှတ်ခဲ့ပူပေမဲ့ထိရောက်မှုမရှိခဲ့ပါဘူးအခုတစ်ခါလွတ်တော်ကပြင်ဆင်နေတဲ့ဥပဒေမူကြမ်း Sanctioning Russia at of 2025မှာအဓိကအရေးပါတဲ့အချက်ကတော့ရုရှားထံကရေနံတိုက်ရိုက်ဖြစ်စေအပြင်ဈေးကွက်ကနေတွယ်ဝိုက်ပြီးဝယ်သည်ဖြစ်စေအဲ့ဒီနိုင်ငံတွေကအတွင်းကုန်အခွန်ကို 900ရာခိုင်နှုန်းတိုးကောက်သွားမယ်ဆိုတဲ့အချက်ပါဝင်နေတာပါဒီဥပဒေမူကြောင့်ဟာရုရှားထံကရေနံဝယ်နေကြတဲ့တရုတ်အိန္ဒိယနဲ့ဘရာဇီးစတဲ့နိုင်ငံတွေကိုရည်ရွယ်တာဖြစ်ပေမဲ့အမေရိကန်ရဲ့မဟာမိတ်ဂျပန်စင်ကာပူနဲ့တောင်ကိုရီးယားတို့လိုနိုင်ငံတွေလည်းပါဝင်နေတယ်လို့သုတေသီတွေကထောက်ပြကြပါတယ်အစောပိုင်းကတော့ရုရှားအပေါ်တန်ခတ်အရေးယူမဲ့အဆိုပြုချက်တွေကိုသမ္မတထရန့်ကလက်မခံခဲ့ပေမဲ့နောက်ပိုင်းသဘောထားပြောင်းပြီးရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Look Window ကို October 22ရက်နေ့ကအရေးယူမှုအသစ်တွေချမှတ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ